ဒီဥစ္စာကြတော့ကျွန်တော်တင်နေတဲ့တယောက်ရဲ့ page တစ်ခုဖြစ်တယ်ကျွန်တော်တင်နေတဲ့တယောက် page မှာဆိုရင် copy post copy content တွေပဲတင်ပြီးမှအခုဆိုရင် content moderation CM setup လေးရလာခဲ့ပါခင်ဗျာဒီ CM setup ရလာခဲ့ပြီးဆိုရင်ဒီဥစ္စာကို bank detail မမှန်ကန်ကန်ထည့်ပြီးမှဒီဝင်ဝင်ရှာတော့လို့ရပါတယ် copy post copy content copy video တွေကို corporate looking အောင်တခြားလေး edit လုပ်ပြီးမှ page ကမှတင်ပြီးမှဝင်ဝင်ရှာလို့ရပါတယ် အဲ့တွဲကျွန်တော်ရဲ့တင်တဲ့အထက်မှာအားလုံးပြထားပြပါတယ်ကျွန်တော်တင်တဲ့အထက်မှာဆိုရင် copy video တွေကိုဘယ်ရ download ဆိုပြီးဘယ် application နဲ့ edit လုပ်ပြီးမှ page မှာဝင်ငွေရအောင် content machine နဲ့ကန့်ညီအောင်ဘယ်လိုတင်သွားရမယ်ဆိုပြီးအားလုံး ENS set တိကိုပါတယ်ပြီးလို့ရှိရင်တက်ပွန်နဲ့ပတ်သက်ပြီးတက်ပွန်လဲ copy ကူပြီးတင်ချင်တဲ့ bonus ကနေဝင်ငွေရှာချင်တယ်ဆိုရင်အဲ့ဒီတက်ပွန်တွေလဲ corporate looking အောင် ဘယ် software နဲ့ edit ရတယ်ဘယ် website နဲ့ editing လုပ်ပြီးမှစာသားတွေကိုဘယ်လိုတင်သွားရမလဲဆိုအားလုံးပါတယ်နောက်တစ်ခုကျတော့ test နဲ့ပတ်သက်ပြီးသူများစာသားနဲ့ပတ်သက်ပြီးမှတချို့ဆိုကျမ်းမာရေးအကြောင်းနဲ့ပတ်သက်ပြီးတင်တဲ့မျိုးရှိရအခြားအကြောင်းရအမိမျိုးနဲ့ပတ်သက်ပြီးတင်တဲ့ဥစ္စာရှိရအတွက်ကြောင့်မို့ကျွန်တော်ဒီစာသားတွေလည်း copy ကူးလာပြီးမှစာသားတွေကို reuse content မလာအောင်ဘယ်လို edit လုပ်ပြီးသွားရမလဲဆိုမှကျွန်တော်အားလုံးပြထားပေးပါတယ်အချင်းတို့အတွင်းမှာပဲ video တပုတ်ဘယ်လို edit လုပ်ပြီး page မှာတင်သွားရမလဲ တက်ပုံနေစာသားတွေကိုလည်းအချိန်တိုအတွင်းမှာပဲဘယ်လိုလှုပ်ဆောင်သွားရမလဲဆိုပြီးအားလုံးပါပါတယ်ခင်ဗျာဒီညနေခင်းဖုန်းဆော့တဲ့အချိန်လေးဖုန်းပုတ်တဲ့အချိန်လေးမှာကျွန်တော် Facebook Facebook page တွေကိုကျွန်တော်တို့အချိန်တိုင်းတစ်ပတ်နှစ်ပတ်ပေးလိုက်တာနဲ့ကိုကျွန်တော်တို့ဝင်ဝင်မြောက်များစွာရှာတော်လို့ရပါတယ်ဒီ page တွင်သူကညနေခင်းလေးပဲအားတဲ့အတွက်ကျွန်တော်ညနေခင်းလေးမှာပဲစူးစမ်းသွားခဲ့တယ်အချိန်တိုအတွင်းမှာ content margin setup ပေါ်လာခဲ့တယ်အခုဒီ content margin setup လုပ်တဲ့အပိုင်းလေးကျွန်တော်ကိုပဲအပ်ထားတဲ့အတွက်ကျွန်တော်ကျွန်တော်ဒီဥစား အားလုံးအသေးစိတ် bank detail ဘာညာ setup လုပ်ပြီးသွားမယ်ဒီပျောက်နဲ့ပတ်သက်ပြီးအားလုံး detail နဲ့ပတ်သက်ပြီးပေါ့နော်ကျွန်တော်ရဲ့သင်တန်းထမ်းမှာဆိုရင်ကျွန်တော်ဒီ CM setup ကိုဘယ်လိုလုပ်ဆောင်သွားရလဲ bank detail test info တွေကိုဘယ်လိုထည့်သွားရလဲဆိုအဲ့ဒီအကြောင်းနဲ့ပတ်သက်မှာအားလုံးပါတယ် video edit နဲ့ပတ်သက်ပြီး Facebook နဲ့ပတ်သက်ပြီးဆိုရင် Facebook account စာဖွင့်နေစပြီးမှမွန်ရှင်းဒီရှောက်ပွန်ရှောက်နီးပြီးလို့ရှိရင်ဝင်ဝင်ရတဲ့ အပိုင်းအထိကိုအားလုံးအသေးစိတ်ကျွန်တော်ပြောပြရှင်းပြပေးထားပါတယ်။သင်တန်းကြီးကြတော့ lifetime အတွက်ကိုမှ9000ကျပ်ပဲဖြစ်ပါတယ်ခင်ဗျာနော်။